အမေရိကန်ကုသန်းရောင်းဝယ်ရေးနဲ့စစ်သုံးရည်ရင်တွေကိုပနားမားနဲ့စူးအပ်တူးမြောင်းနေတွင်အခမဲ့ဖြတ်တန်းခွင့်ပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစနေနေ့မှာတိုက်တွန်းပြောကြားလိုက်ပါတယ်။ဒီကိစ္စအတွက်ချက်ချင်းတိုးတက်မှုရှိအောင်လုပ်ဖို့သူ့နိုင်ငံခြားရေးဝန်ကြီးကိုတာဝန်ပေးလိုက်တာပါ။ပနမာတူးမြောင်းကိုအမေရိကန်နိုင်ငံကထိန်းချုပ်ခွင့်ရဖို့ထရန့်ကလာပေါင်းများစွာကလေးကတောင်းဆိုနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့အခုတော့သူ့ social media post မှာတင်ထားတာမှာအရေးပါတဲ့စူအတ်တူမြောင်လဲပါဝင်လာပါတယ်။ American စစ်တင်မုန်းနဲ့ကုံတွဲရင်ရင်အလုံးပနားမားနဲ့စူအတ်တူမြောင်တွေကိုအခမဲ့ဖြတ်တန်းတွားခွင့်ပေးတင်တယ်လို့သူကသူ့ social media platform Truth မှာတင်ထားပါတယ်။ အမေရိကန်သားမပါရင်ဒီရေလမ်းကြောင်းနှစ်ခုလုံးရှိမှာမဟုတ်ဘူးလို့သူကပြောထားပြီးနိုင်ငံရေးဝန်ကြီးမက်ကရိုရူဘီယိုကိုလည်းဒီကိစ္စချက်ချင်းအရေးယူဆောင်ရွက်ဖို့ပြောကြားလိုက်ပါတယ်။ပနားမားတမရဟိုဆေးရော်မူလီနိုကတော့ပနားမားတူမြောင်ဖြတ်တန်းကားတွေကိုတတ်မှတ်ထိန်းချုပ်တာက ပနားမားတူမြောင်အာဏာပိုင်အဖွဲ့ ACP သားဖြစ်တယ်လို့အမေရိကန်တမရကိုညှဉ်းညွှန်းခြင်းမပြုဘဲစနေနေ့ကပြောပါရတယ်။ ဒီဟာနာပိုင်အဖွဲ့ဟာဒီရေလမ်းကြောင်းကို ကြီးကြပ်အုပ်ချုပ်ရတဲ့လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး Phat Sack ကတော့သူ့ရဲ့အခုလအစောပိုင်းပနားမားမြို့တော်ခီးစဉ်အတွင်းအမေရိကန်အနေနဲ့သူ့စစ်သင်္ဘောတွေတူးမြောင်းကိုပထမဆုံးနဲ့အခမဲ့ဖြတ်တန်းခွင့်ရဖို့သဘောတူညီချက်ရအောင်စူးစမ်းနေတယ်လို့ပြောထားပါတယ်။အမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံတို့ဟာပနားမားတူးမြောင်းကိုအများဆုံးအသုံးပြုတဲ့နိုင်ငံတွေဖြစ်ကြပါဗျာ။ လောကောမီဒီယာပြည်ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာ Member ဝင်ပေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအတိအသင့်ထိတ်ခေါ်လိုက်ပါရစေ။